ရှိနှစ်ရက်သုံးရက်လောက်မှာကမ္ဘာပေါ်မှာရှိတဲ့ stock market တွေဈေးတွေအကုန်ကျတယ် crypto တွေဈေးတွေအကုန်ကျတယ်ကမ္ဘာကြီးတစ်ခုလုံးအော်အော်တောင်းနေဖြစ်သွားတယ်ပေါ့နော်ဒါရီအကုန်လုံးပြည်နောက်ခွေရတရားခံရတော့ Donald Trump ပေါ့ဗျာဒါပေမဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့အတွက်သတင်းကောင်းစပြီးတော့ကြားရပြီဖြစ်ပါတယ်ဒီသတင်းကောင်းကကျွန်တော်တို့ခုလေးနေမဲ့ထွက်လာတာဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ Trump က tariff နဲ့ပတ်သက်ပြီးတော့ရက်60ရန်နာလိုက်မယ်ဆိုပြီးတော့သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ် တရုတ်နိုင်ငံမပါဘဲနဲ့ဂျန်တဲ့နိုင်ငံတွေပေါ်မှာတူတောင်းမယ်ဆိုတဲ့ tariff ကိုရက်60ခန့်ရန်နာလိုက်မယ်ဆိုပြီးတော့သတင်းထုတ်ပြန်လိုက်ပါတယ်။နိုင်ငံပေါင်း85နိုင်ငံကိုရက်60ခန့်ဆိုင်းငံ့ွင့်ပေးရတာဖြစ်ပါတယ်။ဒီမှာအန်အိုဘိုကောင်းတဲ့တစ်ချက်ကတော့ဒီနိုင်ငံတွေက Trump ကသူတို့ကိုအခွန်တိုးကောက်တာကိုပြန်ပြီးတော့တံပြန်အခွန်တိုးကောက်ခဲ့မှုမလုပ်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။ဆိုလိုချင်တာကသူတို့ကပြန်ပြီးတော့အာမခံတဲ့အတွက်ကြောင့်မလို့ရှော်ပေးလိုက်တယ်ဆိုရဲသဘောပေါ့ဗျာ။ ဒါပေမဲ့သူ့ကိုခါခါတိတိတုံ့ပြန်ခဲ့တဲ့တရုတ်ကိုတော့လုံးဝမယက်တံပေးပါအောင် Treasury Secretary Scott Benson ရဲ့ပြောစကားအရတော့ Trump ရဲ့ tariff plan ကတော့တခြားနိုင်ငံတွေကိုသူတို့စီကိုလာပြီးတော့ဆွေးနွေးစီချင်တာဖြစ်ပါတယ်။ဒါမှသူတို့အမေရိကန်နိုင်ငံအတွက်ပို့ပြီးတော့ကောင်းမွန်တဲ့အခွင့်အရေးနှုန်းတွေရရှိမှာဖြစ်တယ်ပေါ့ဗျာ။ ဒီလိုမျိုးမှုန်တိုင်းတိုက်နေတော့မှရုပ်တရက်လေးပြေးတိုက်သွားသလိုမျိုးသတင်းမျိုးချောင်းမလို့ကျွန်တော်တို့ရဲ့ crypto market တွေ stock market တွေအကုန်လုံးပြန်စည်းတက်ခဲ့ပါဗျာကျွန်တော်တို့ bitcoin က24နာရီအတွင်းမှာဒေါ်လာ8400ကနေပြီးတော့7200ကျော်ထိကိုပို့တက်ခဲ့တာဖြစ်ပါတယ်24နိုင်တဲ့မှာဖြစ်သွားတဲ့ price ပန်ကြီးကတော့ချက်ချင်းကြောက်စရာကောင်းပါတယ်သတင်းကြားလိုက်တာနဲ့ကိုချက်ချင်းကိုကျွန်တော်တို့ market react လုပ်တာဖြစ်ပါတယ် အီတာရီယန်ကလည်းထုံနှီးလကောက်မဲ့24နာရီမှာဒေါ်လာ1400ကနေပြီးတော့အမြင့်ဆုံးဒေါ်လာ1600အထိကိုဖုန်တက်သွားခဲ့တာဖြစ်ပါတယ်။ဒါကလည်းကျွန်တော်တို့ tariff ကိုရ90ရနားမယ်ဆိုရဲတည်င်းထွက်လာရတဲ့ဒီပိုင်းနဲ့ real လောက်တာဖြစ်ပါတယ်။ crypto market ပြင် stock market ကလည်းတက်နေပါပြီ။ Nasdaq ကိုကြည့်ရင်24နာရီတွင်မှာ10.84ဆရာခန်းလုံးကျော်အောင်ကျွန်တော်ပြန်ခုန်တက်လာတာကိုတွေ့ရမယ်။ S&P 500က8.42%ခုန်တက်လာတယ်။ Global Down က2.53%တက်လာတယ်။ Dow Jones Industrial Average အနေနဲ့24နာရီအတွင်းမှာ7.07%တက်လာတယ်။ဒါကြောင့်မလို့ stock market နဲ့ crypto market ကအခုပြန်ပြီးတော့အဆင်ပြေသွားပြီလို့ပြောလို့ရပါတယ်။ကဲကုလူတို့ရောခုနကဈေးကျနေတဲ့အချိန်မှာပြန်ပြီးတော့ရောင်းထုတ်မိလိုက်သေးလားဒါမှမဟုတ်ဆက်ပြီးတော့ခြင်ထားသေးပဲလားဘလို့လုတ်ချင်လဲတစ်ချက်ကိုမပေးသွားပေးကြပါဦး။နောက်ရက်ဒီမှာပိုကောင်းတဲ့တည်ငောင်းတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးနိုင်မှာပြန်တွေ့ပါမယ်။